မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျဒီမိုးကတော့ဒေတာလိုက်ခေါ်တယ်မတူကြဘူးเนาะနံပါတ်ရအိုက်တန်ရေးထားတယ်အဲများသောအဖြစ်တော့သူကတပြေပင်အကြီးတွေအောက်မှာတပြေရွက်အချောက်တွေကြားထဲမှာပေါက်တယ်เนาะဒီမိုးကကျေးဇူးတင်ပါတယ်ဒီနေ့ပြောပြမယ့်အကြောင်းအရာက မှုကြံနေတဲမှာဖျန်းလို့ရတဲ့ပူပြည်စီလုံနည်းလေးပေါ့နော်အမှုကြံထဲမှာပိုးကြတယ်နော်ရင်ကောင်းပဲကြကြဖြုတ်ပဲကြကြဘာပဲကြကြသူတို့အလွယ်တကူဓာတ်ဥစည်းတွေနဲ့တုံးလိုက်ကြကျွန်တော်အဲ့ဒါကိုခန့်ကွက်တယ်ဓာတ်ဥစည်းတွေနဲ့မတုံးစီခြင်းကိုယ်ကိုယ်တိုင်လုပ်ပြီးတုံးနော်လုံနည်းကလည်းဘာမှခက်တာမဟုတ်လွယ်တယ်အလွယ်တကူဒေတာမှာဝယ်လို့ရတဲ့ပစ္စည်းတွေနဲ့ပဲလုပ်တာစေရကြီးကတပိတ်သားကျက်တုံပြူ90သားဂျင်း90သား ယုတ်ဒီအစိမ့်ရရ6ရရတပိတ်သာလို့ရှင်စင်နှုံးမင်တို့ရတပိတ်သာစပလင်းနော်စပလင်းကဒါမျိုးဒါမျိုးအစည်းလေးတွေနော်အဲ့ဒါမျိုးဒါမျိုးအစည်းလေးတွေပေါင်းထားတဲ့10စည်းအဲ10 10စည်းတစ်စည်း10စည်းကိုပြောတာနော်အဲ့လို10စည်းကိုအစည်းကြီးတစ်စည်းအဲအဲ့အဲ့ဒါကိုအကုန်နှုတ်လုံးစင်းနှုတ်လုံးစင်းလဲပြီးလို့ပြီးရောဒံဟုတ်တဲ့ဖြစ်ဒံဟုတ်တဲ့ဖြစ်ရောသမမှွေကျိုး ဆိုတော့ရေုံမြုပ်အဲ့ပစ္စည်းလေးတွေမြုပ်ုံလေးပဲရေရထက်နော်ပစ္စည်းလေးတွေမြုပ်ုံလေးပဲရေရထက်ပစ္စည်းလေးတွေမြုပ်ုံလေးပဲရေထက်ပြီးတော့ဂျိုအဲ့ဒါ၃ချိန်ဂျိုလို့ရတယ်၃ချိန်ဂျိုလေးဟောက်ခတ်တာပြီးပြီဆိုလို့ရှိရင်ရေလေးကလည်းမှလက်ဖွဲ့ပကလုံးတလုံးလောက်ထည့်ထည့်ပြီးတော့ကျွန်တော်တို့ကယုံနဲ့ပြန်အပွင့်ပေါ်တွေလည်းကြားလို့ရတယ်နော်အပွင့်ပေါ်တွေလည်းကြားလို့ရတယ်အဲ့တော့ organic အဲ့ဆေးကိုသူကယုံပတ်ဝန်းကျင်ရောနော်ယုံဘေးပတ်ဝန်းကျင်တွေရောယုံအတွင်းရောအကုန်ပတ်ပြန်တာ ်59ရက်တကြိမ်လောက်ဖြန်းထုံးကိုလည်း59ရက်တကြိမ်လောက်ဖြန်းထုံးကိုလည်း59ရက်တကြိမ်လောက်ပက်ပေါ့နော်ပက်အယုံတွင်းရောယုံပြင်းရောပတ်ဝန်းကျင်နော်အဲ့မျိုးပက်ချင်းအဖြစ်ဘာဖြစ်လဲဆိုတော့ယောဂဘူးတွေကိုကြိုတင်ကာကွယ်ပြီးသားဖြစ်တယ်ကျွန်တော်တို့ကအော်ယောဂဘူးကြိုတင်ကာကွယ်တဲ့နည်းလမ်းနဲ့သွားတာကောင်းတယ်နော်ဖြစ်မှာဆိုလို့ရှိရင်အဲကျွန်တော်တို့ကနှိမ်နှင်းဖို့ကမလွယ်ဘူးနေနေဘူးမလို့ဘာလို့ဆိုလို့ရှိရင်ဒီမှုခြံကငွေနှင်းမှုခြံဒီ ူကရေအစိုးရအမြဲတမ်းရှိတယ်လေရေအစိုးရအမြဲတမ်းအစိုးရအမြဲတမ်းရှိတဲ့နေရာဒီဘက်တီးရီးယားပေါက်ဖွားမှုအကောင်းဆုံးနေရာပဲအဲ့ဒီဘက်တီးရီးယားတွေကနေပြီးတော့ကျွန်တော်တို့ရဲ့မှုတို့တွေကိုဖျက်ဆီးတာเนาะကျွန်တော်တို့သိတဲ့အချိန်မှာမှုတို့တွေကပျက်စီးနေလောက်အပွင့်နေရာကျเนาะအပွင့်ထွက်နှုံးနေကျအဲ့လိုဖြစ်တတ်တယ်ဒါကြောင့်မို့လို့ကျိုးတင်ကာကွယ်ထားပို့ကြကြမကြကြရ59ရက်တစ်ချိန်ထုံးဖြန်းအဲဒီကောင်ကိုတောက်လျှောက်ဖြန်းထားလိုက်ညနေပိုင်းလေးဖြန်း နော်ညာပိုင်းညနေပိုင်းဖြတ်ထားလိုက်ရတယ်အပွင့်ပေါ်ကြလည်းရတယ်နော်ပြဿနာမရှိဘူးအဲ့တော့ကမ်မီကယ်ဆေးတွေဓာတုပိုးသတ်ဆေးတွေမသုံးနဲ့ဘာဖြစ်လို့ဆိုလို့ရှိရင်မှိုဝယ်လို့ရှိရင်အမှိုစားဖို့အတွက်ဝယ်သွားတယ်အေးရောက်လို့ရှိရင်ရေလေးနဲ့ခပ်ပပလေးပဲဆေးလိုက်တာလေနော်အစင်ဆေးတာမဟုတ်ဘူးအဲ့တော့ဒီထဲမှာဓာတုတက်ကျွင်းတွေပါသွားခဲ့လို့ရှိရင်စားသုံးမှုတွေအန္တရာယ်ရှိတယ်เนาะဒါကြောင့်မလို့ပါအားလုံးကျေးဇူးတင်ပါတယ် ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်